အားလုံးမင်္ဂလာပါရှင်။ကစားမယ်၊စားလူမယ်၊စားလူမယ်။ကဲယနေ့နေ့ဦးအလူအပြေမြန်မာနှစ်စန်းတရနေ့မှာ18ရက်လေးလ2025နေ့မှာဖနက်လူကုတူရာဖြစ်ပါတယ်ရှင်။မိခင်ကြီးဒေါခင်စွာမှူးထား၍ဒေါအောင်မအောင်မိသားစုတို့မှလှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်ရှင် မိခင်ကြီးဒေါက်ခင်စောနဲ့ဒေါအောင်မအောင်မိသားစုအလုံးလို့ရှင်စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းတို့ဖြင့်ပြည့်စုံပါစေရှင်ယနေ့နေ့ဦးအလူနေ့စံပြေနေ့မှာစ၍လူပိုင်တခြားလို့ကျမ်းမာစွာချမ်းသာစွာပျော်ရွှင်စွာဖြင့်လူမှုအကျိုးဘာသာအကျိုးသာသနာအကျိုးထမ်းဆောင်နိုင်သောပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များဖြစ်ပါစေရှင် ခဏလူကုသိုလ်ယူနေတာဖြစ်ပါတယ်။ကုသိုလ်တွေဝင်မြနေပါတယ်ရှင်။ကျေနွမှုတွေဝင်မြနေပါတယ်ရှင်။ပီတိတွေဝင်မြနေပါတယ်ရှင်။ဝမ်းမြမ်းလို့ပေါ်စွာဖြင့်သာဓုခေါ်ကြမယ်ရှင်။အမတော်ဦးမအောင်ဟာကျမတို့ဒီရွှေဘုသူစောရင်ွယ်ဆိုပြီးတော့စာပြီး တ်သူတည်တာလုံးလောက်တဲ့ကူကအမြဲတမ်းအားပေးပြီးတော့မှလိုအပ်တဲ့နေရာမှာလိုအပ်တယ်လို့လူမဲဆိုပြီးအမြဲတမ်းအားပေးပြီးထူထမ်းခဲ့တဲ့မမဖြစ်ပါလေအမြဲတမ်းပါလေတရားတရားနဲ့ပြည့်စုံလာပါလေရှင်အခုဖနက်လူဆိုလဲကျမလေးအဲနေဦးအလိုပြည့်ဆိုအင်ကြီးတွေပစိုးတွေဖနက်တွေအလူခံထားတာမှအများကြီးပါရှင်ငလင်ပေးတယ်ဖြစ်လိုက်တဲ့ခါကျတော့ကျမ ကလေးဘေးဒဏ်ခံရတဲ့ပြည်သူတွေကိုဒါလိုအပ်မယ်ဆိုပြီးတော့ပြောင်းပြီးတော့မှအလှူရှင်တွေကိုပြောင်းပြူပေးလိုက်တာဖြစ်ပါတယ်အဲ့အချိန်မှာမမနေပြီးတော့မှຫນွေတဲ့လိုအပ်နေတဲ့ဟာကိုတက်ကလေးလှူပါအောင်နှိမ့်ဦးလို့ပြည်တဲ့ငါညီမဘာလိုနေလဲလို့ကြည်နေတာတဲ့ဆိုပြီးအဲ့လိုပါနော်အဲ့လိုမမပါနော်ဒါတရားနဲ့ပတ်သက်လို့ကတော့အမြဲတမ်းမှထက်မြက်လာတဲ့နော်မမဖြစ်ပါတယ် မမရှင်မမတို့ရရှိသောကောင်းမှုကုသိုလ်တွေကိုဝမျက်မှုမောစွာဖြင့်သာဓုခေါ်ပါရနော်မိခင်ကြီးဒေါက်ခင်စောလေးကျမ်းမာစွာ ချမ်းသာစွာဖြင့်အသက်ရှိစွာအနာမဲစွာဖြင့်နေထိုင်သွားနိုင်ပါစေမမတို့အောင်မာအောင်နဲ့မြမတို့မိသားစုအားလုံးတို့ဒီလေကိုစိတ်နဲ့ပါအေးချမ်းသာရှိပါစေရှင်လူမွေကျိုးဘာသာအကျိုးသာသနာအကျိုးကိုထမ်းဆောင်နိုင်သော ပုဂ္ဂိုလ်လူပုဂ္ဂိုလ်နဲ့ဖြစ်ပါစေ။ နိဗ္ဗာန်ရောက်သည့်အချိန်တည်းဟာမရှိဟူသောစကားပြေသောခါမှမကြပါစေနဲ့ရှင်မပြည့်စုံသောစကားပြေသောခါမှမကြပါစေနဲ့ရှင်စိတ်သွားတိုင်းကိုပါ၍လူတဲ့ထောက်ပံသာသနာပြုနိုင်ပါစေရှင်ယခုဘဝယခုခန္ဓာဖြင့်ပင်လေမဉ္ဇဉ်ပူဇံနိဗ္ဗာန်မြတ်ကိုလွယ်ကူသောအခြင်းနိမြန်သောတိဉဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်ပါစေ ခုမမတော်မအောင်လို့ရရှိသောဤကောင်းမှုကုသိုလ်များကိုဝင်မြပါမယ်။မမြောင်မှုမောစွာဖြင့်သာဓုခေါ်ကြမည်ရှင်။မိခင်ကြီးဒေါခင်စောနှင့်တော်မအောင်မိသားစုရရှိသောဤကောင်းမှုကုသိုလ်များကို30ပုံ၌ကျင်းလည်နေကြကုန်သောနတ်လူမြမာသတ္တဝါပေါင်းတို့ဝင်မြပါသည်။ကျွတ်တဲဝိညာဉ်ကြကုန်သောပုဂ္ဂိုလ်ပေါင်းတို့ဝင်မြပါသည်ရှင်။ င်းမြင်းအမြင်းအနေအများစွာသတ္တဝါအပေါင်းတို့အားလည်းဝင်ကြပါသည်။ဒီလိုလည်းလက်ကုကြည့်ရှုနေသူပေါင်းသားတို့ပေါင်းဆင်းနေသူပေါင်းတို့အားလည်းဝင်ကြပါသည်ရှင်။30တပုံသားအားလုံးလို့ရှင်။ဒီနေ့ရွှေဘိုသူမိသားစုပြုလို့တော့ဤကောင်းမှုကုသိုလ်များအားလုံးကိုဝမ်းမြောက်မှုဝတ်စွာဖြင့်သာဓုသာဓုသာဓုပို့ဆိုတော်မူပါရှင်။ ယခုကြည့်ရှုနေသူပေါင်းသားတို့ဘောဆုံးနေသူပေါင်းတို့အားလည်းဖြတ်တူရကြပါစေခြင်းကြောင့်ငါဝေမျှပါတယ်ကုသိုလ်တွေဖြတ်တူရကြပါစေရှင်ဤကုသိုလ်အားလုံးကြားကြပါမည် တော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်တရားများနဲ့အတူအေဂျင့်သာရတော်ဘုရားတို့ပိုင်ဆိုင်နိုင်ကြပါစေ။ကောင်းကျိုးချမ်းသာမင်္ဂလာဖျာဖျာတို့နဲ့ပြည့်စုံပြည့်ဝကြပါစေရှင်။နိဗ္ဗာန်ရောက်သည့်ချိန်ဤတန်အောင်ဖြစ်လျာဘဝတိုင်းဘဝတိုင်း ကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသမျှအခမ်းအစားဆန်းစားသောဘဝတွေကိုပိုင်ဆိုင်နိုင်ရပါစေရှင်။